ရီယယ်မက်ဒရစ်အသင်းဟာပရီးမီးယားလိဂ်ကလပ်ဘုံမောက်အသင်းရဲ့စပိန်လူငယ်ကျယ်ပွဲနောက်ခံလူဒင်းဟူဆန်ကိုစာချုပ်ရော်ကြီးဖြစ်တဲ့ပေါင်တန်း90ပေးချေပြီးခေါ်ယူဖို့သဘောတူညီမှုရခဲ့ကြောင်းဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။အသက်20အရွယ်သားရှိသေးတဲ့ဟူဆန်ဟာဘုံမောက်အသင်းအတွက် အဓိကနောက်ခံလူတဦးအဖြစ်ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီးသူ့ကိုပရီးမီးယားလိထိပ်တန်းအသင်းကြီးတွေကပါစောင့်ကြည့်ခဲ့ကြပါတယ်။အဲ့အတွက်ရီယယ်မက်ဒရစ်အသင်းဟာစာချုပ်သက်တမ်း12လသာကြန့်ရှိတော့တဲ့ကစားသမားကိုစာချုပ်ရော်ကြီးဖြစ်တဲ့ပေါင်တန်း90ကိုပေးချေပြီးခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးကစားသမားနဲ့ပုတ်ကိုရေးဆွေးနွေးမှုသာအဆင်ပြေခဲ့ပါကအပြစ်သက်စာချုပ်ချုပ်နိုင်တော့မှာဖြစ်ပါတယ်။ဘုံမောက်အသင်းဟာဟူဆန်အတွက်စာချုပ်ရော်ကြီးငွေပေါင်တန်း90ကိုရရှိခဲ့ပါကဟူဆန်ရဲ့အသင်းဟောင်းနေဖြစ်တဲ့ဂျူဝင်တက်စ်အသင်းကိုပြောင်းရွှေ့ခြင်းငွေရဲ့ ဆယ်ရာခိုင်နှုန်းနဲ့မလာကအသင်းကို900ရာခိုင်နှုန်းအတိအသီးပေးချေသွားရမှာဖြစ်ပါတယ်ရီယက်အသင်းကစာချုပ်ကိစ္စကိုကလပ်ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီအပြီးတန်နိုင်မှုမျှော်လင့်ထားတယ်လို့သိရပါဗျ။